င်္ဂလာပါပြန်လဲကြိုဆိုပါရစေဒီခဏတော့ကျွန်တော်တို့ unit 7ရဲ့ comprehension abc ရဲ့ vocabulary amba ကိုအတူတူလေ့လာကြည့်ကြအောင် comprehension impaired နောက်တစ်တွဲတဲ့ find the both few words in the passage that are similar in meaning to the following အောက်ပါပေးထားသည်များနဲ့အတိတ်ပဲ တူညီသောတူညီသောအတိတ်ပဲရှိတော့တဲ့ both feels စလုံးအမဲများကိုတဲ့ in the passage စာပိုက်ထဲမှာနှစ်ယောက်တည်းနှစ်ယောက်တည်းရှားကြပါတဲ့ okay let's get started number 1 a large quantity that is more than enough လောဒတဲ့ပိုတော့ပမာဏအများပြားတဲ့စာပိုက်ထဲမှာဒီဟာနဲ့တူတဲ့စလုံးအမဲကဘာဖြစ်မလဲဆိုရင် yes a large quantity that is more than enough ဆိုတာဒီ abundance ကိုပြောတာဖြစ်ပါတယ် so the answer is abundance ပါ having a pleasing noticeable smile တိတာထင်ရှားသောချိုမွေးသောအရာသာအနံ့အနံ့ရှိသောဒါကဘာဖြစ်မလဲဆိုတော့ yes please have a please pleasing noticeable smile ဆိုတာဒီ aromatic ကိုပြောတာပါ so the answer is aromatic ဖြစ်ပါတယ်3 put into a liquid and take it out again အရည်တဲကိုတဲ့ထားလိုက်ပြီးတော့ထည့်လိုက်ပြီးတော့မှပြန်ထုတ်လိုက်တယ်တဲ့ဒါကဘာနဲ့တူမလဲ okay you put something quickly into a liquid and take it out again ဆိုတာဒီဒီစာပဲထဲမှာဆိုရင် vowel face word က dipped ဖြစ်ပါတယ် so the answer is dipped ပါ involving doing something together with others towards a shared aim တူညီသောရည်မှန်းချက်တစ်ခုစီလို့အတူတကွတစ်ခုခုကိုလုပ်တဲ့နေရာမှာအတူတကွပါဝင်ကြခြင်းဆိုတော့ passage ထဲမှာပါတဲ့ both face work ကဘာဖြစ်မလဲ yes involving playing something together or working together with others towards a shared aim ဆိုတာဒီ cooperative ဖြစ်ပါတယ်ဒီ answer is yes cooperative ပါနောက်တစ်ခုက expensive expensive နဲ့တူညီတဲ့အဓိပ္ပာယ်ရှိတဲ့ both face work ကတော့ costly ပါပဲ costly သည် expensive ဖြစ်ပါတယ် so the answer is costly also pleasantly hard and dry ကြွရလေးဖြစ်တော့တဲ့ဒါကဘာနဲ့တူညီမလဲဆိုရင် တတွေရလေးဖြစ်နေတာသည် yes crispy ပါ pleasantly hard and dry crispy ဖြစ်ပါတယ် so the answer is crispy being the only of its kind ပြန်ပြကဲနော်ထူခြားတော့တမူထူသောဒါကစာပိုက်ထဲမှာမဖြစ်မလဲဆိုရင် yes being the only one of its kind ဆိုတာဒီ unique ဖြစ်ပါတယ် so the answer is unique very easy ပါ brown sauce made by adding flour to the juices to come out dip come from meat or fish အရည် sorry အသားတို့ငါးတို့ကိုချက်လိုက်တဲ့ခါတည်းတည်းထွက်လာတဲ့အရည်တွေကိုဂျုံမုံနေဒီဆမ်းမုံနေထဲချင်းအပြင်ရလာတော့အညွရောအရည်တဲ့ဒါကစောပဲထဲက buffy was ကဘာဖြစ်မလဲဆိုရင် gravy ဖြစ်ပါတယ် a brown sauce made with adding flour to the juices to come out of meat when it is cooking ဆိုတော့ the answer is gravy 9 stop yourself from doing something you very much want to do မေးရလုတ်ချင်တဲ့အရာတစ်ခုကိုတဲ့အမ် stop yourself ကိုယ့်ကိုတားဆီးတာ from doing တစ်ခုခုကိုပေါ့နော်တစ်ခုခုကိုအရန်လုတ်ချင်မယ်အဲ့အရန်လုတ်ချင်တာကိုကိုယ့်ကိုကိုထိမ့်သိမ့်တာကိုယ့်ကိုတားဆီးတာဆိုတော့ဒါနဲ့အတိတ်ပဲတူညီတဲ့စကားလုံးကဘာဖြစ်မလဲဆိုရင် passage ထဲမှာ yes passage မှာဘာဖြစ်မလဲ resist ဖြစ်ပါတယ် refuse to accept something and try to stop it from happening this is resist ပါပဲ okay the answer is visit. Last one. So that a day or an event is important. So that's a PR. A day or an event. ဖြစ်ဖြစ်တခုဒါမဟုတ်နေ့တစ်နေ့ဟာအရေးပါကြောင်ပြတယ် by doing something special on it. အဲအဲ့ဒီနေ့မှာတခုခုထူးထူးခြားခြားလုပ်ခြင်းအဖြစ်အဲ့ဒီနေ့အဲ့ဒီဖြစ်ဖြစ်ဟာအရေးပါကြောင်ကိုပြတယ်တဲ့။ဒါနဲ့အတိတ်ပဲတူတဲ့စကားလုံးက passage မှာဆိုရင်ဘာဖြစ်မလဲဆိုတော့ yes celebrate ဖြစ်ပါတယ် show that a day or an event is important by doing something special on it တဲ့အကြီးဖြစ်ပါတယ် so the answer is celebrate okay that's ဒါဆိုရင်ကျွန်တော်တို့ comprehension A ပြီးသွားပါပြီစကြည့်ကြရအောင်ပါ B, B. Complete is below with a suitable word from exercise A. exercise A မှာကျွန်တော်တို့ထည့်ခဲ့တဲ့ ဒီ suitable wool တင့်လျော်တဲ့စကလုံးတစ်လုံးချင်းစီနဲ့ဒီအောက်ဘက်ကလက်တီးတီးကိုဖြည့်ပေးပါတဲ့အဲ့တော့ hobby slide ကိုကျွန်တော်ပြန်သွားမေးတော့ဘူး hobby slide မှာကျွန်တော်တို့ဖြည့်ခဲ့တဲ့အဖြည့်တွေကိုကျွန်တော်ဒီဘက်မှာထည့်ထားပေးပါတယ်ဟုတ်ကဲ့ကြည့်ကြရအောင် one every human being has a blah 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 fingerprint every human being လူသားတယောက်ချင်းတယောက်ချင်းတိုင်းမှာတဲ့ has ရှိတယ် blah 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 fingerprint fingerprint ဆိုတော့လက်ပွေပေါ့နော်ရဘာဖြစ်မလဲ abundance ကတော့ဖြစ်နိုင်မှာ remittance လည်းဖြစ်နိုင်တော့ dip cooperative costly crispy unique gravy reset celebrate ဒီထက်မှာဖြစ်နိုင်ဆုံးကတော့ဒါတမူထူးခြားသောဆိုတဲ့ unique ပဲရှိပါတယ် the answer is unique ပါကျွန်တော်တို့တလုံးထည့်လိုက်ပါပြီ2 various blah 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 herbs are used in making your dishes မြန်မာဟင်းလျာတွေကိုပြုလုပ်တဲ့နေရာမှာတဲ့အမျိုးမျိုးသော ွက်လက်ဖြစ်သော hubs hub ဆိုတာဘာလဲကြည့်ကြအောင် hub ဆိုတာကအပန်အပင်မားတဲ့ whose leaves flowers or seeds သူရဲ့အရွတ်တွေသူရဲ့အပွက်တွေသူရဲ့အစေ့တွေကို use တွန်းပြတယ် to flavor food ဒီအစားအစာကိုတရားသာကောင်းတွန်းစေဖို့ in medicine and serum မှာဒါမှမဟုတ် they are for their pleasant smell သူရဲ့ဒီမှုပြတဲ့ရဲ့နံ့ကြောင်မိုးတဲ့ဆေးတွေအဖြစ်ဒါမှမဟုတ်ဆေးတွေထဲမှာတော့မဟုတ်အစာတွေထဲမှာတဲ့စားသောက်တွေထဲမှာထည့်တဲ့အပင်တပင် သူ့ရဲ့အရွတ်တွေအပွင့်တွေအစိတ်တွေဆိုတော့ဒါဘာဖြစ်မလဲ yes hub ဆိုတာကတော့ဒီဟင်ခမွေးတိုင်ပေါ့နော် various အမျိုးမျိုးသောဘာဖြစ်သောအမွေးတိုင်တွေလဲဆိုတော့ yes fleasing smell ဆိုတဲ့အတွက်ဖြေက aromatic ပါပဲရနတ်မွေးသောဟင်ခမွေးကြိုင်အမျိုးမျိုးကိုမြန်မာဟင်းလျာတွေချစ်ပြတို့နေရာမှာသုံးပြတာပါ grammar အဖွားဟာတဲ့ blah 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 the bread into her coffee before eating it မစားခင်မှာ သူ့ရဲ့ပေါင်မုံကို coffee quick ထဲကိုပါလို့လိုက်တာလေ yes စဉ်းစားစရာမလိုတော့ပါဘူးအဖြေက it ဖြစ်ပါတယ် we usually eat blah 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 potato chips and popcorn while watching tv tv ကြည့်နေစမှာတဲ့ကျွန်တော်တို့က potato chips အာလူကျော်တွေ and popcorn ပပောက်တွေအဲ့ဒါတွေကိုတဲ့အမြဲတမ်းလိုလိုစားကြပါတယ်တဲ့ဘာဖြစ်မလဲ we usually eat yes တိုးဆိုမှာတော့ crispy ပေါ့ကြွကြွရလေးကြွရတော့ potato chips and popcorn while watching TV so the answer is crispy ဖြစ်ပါတယ် five students are blah 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 and attentive to do the group work in class attentive ဆိုတာယူကြည့်ကြအောင် attentive ဆိုတာက listening or watching carefully and with interest စိတ်ဝင်စားနဲ့ဂရုတစိုက်ကြည်နေတော့ဂရုတစိုက်နားထောင်နေတော့ဆိုတဲ့ဒီပဲအဲ့တော့ကျောင်းသားတွေကအခန်းအခန်းထဲမှာအတန်းထဲမှာ group work ဒီ group web တွေကိုလုပ်ဖို့တဲ့ attentive စိတ်ဝင်တစားနဲ့နော်အဲစိတ်ဝင်တစားရှိကြတယ်ပြီးတော့ဘာလုပ်ကြတယ်လဲဒီနေရာမသက်ဆိုင်တာဆိုလို့အခုပဲရှိပါတယ်ဟုတ်ပါတယ်ဘာဖြစ်မလဲ yes you're right cooperative ပါပဲအကြောင်းသားတွေကပူးပေါင်းပါဝင်ကြတယ် you agree to like နားထောင်ကြတယ် agree to say ကြည့်ကြတယ်တွေ့ဆိုတဲ့ဒီပဲပါ so cooperative they are having a dinner party to blah 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 their sense graduation သူတို့ဟာတဲ့ they are having a dinner party သူတို့ဒီ dinner party ပွဲကျင်းပနေကြတာတဲ့ do to blah 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 their sense graduation သူရဲ့တာ graduation ဒီဘွဲယူတဲ့အထိမ့်အနေနဲ့ပေါ့အဲ့ဆိုဘာဖြစ်မလဲ yes to celebrate ပါပဲကျင်းပဖို့တော့သူရဲ့တာဒီဘွဲယူတဲ့ဘွဲရတဲ့ခဏကိုကျင်းပဖို့အတွက် party ဘွဲဘွဲရတဲ့အထိမ့်အနေနဲ့ party ဘွဲကျင်းပကြမယ်လို့ပြောတာပါ okay seven our farm produce and blah 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 of fruits and vegetables ကျွန်တော်တို့ရဲ့လေပါကျွန်တော်တို့ရဲ့အခင်းကား produces ထုတ်ပါတယ် blah 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 of fruit and vegetable ကိုလက်ဖြစ်တော့တတိယလန်နေဟင်းဒီဟင်းတွေကိုထုတ်ပါတယ်တဲ့ so ဘာဖြစ်မလဲ gravy နဲ့ rice costly မဖြစ်နိုင်တော့ဘူးတခုပဲရှိပါတော့တယ် abundance မှာအများအများပေါ့နော် eight you shouldn't spend a lot of money on buying cosmetics cosmetics ဆိုပါလေ cosmetic ဆိုတာ a substance that you put on your face or body to make it more attractive ဆွဲဆောင်မှုပိုရှိသွားအောင်လို့ဆွဲဆောင်မှုပိုကောင်းသွားအောင်လို့မြေခန္ဓာကိုယ်တော့မင်းရဲ့မျက်နှာဝိုးတဲ့အဲတုပ်လိမ့်တဲ့ပစ္စည်းတွေဒါကလက်ကိုပစ္စည်းတွေပေါ့အဲ့တော့ you shouldn't spend a lot of money ပတ်စံအများကြီးများအမြောက်များမတုံးမတုံးတင်မှုတဲ့ on buying ဝယ်တဲ့နေရာမှာဘာဖြစ်တော့ cosmetic တွေကိုလဲ yes တခုပဲရှိတယ် costly ဈေးကြီးတော့ cosmetic တွေပေါ့ Nine. Mashed potatoes are often eaten with mashed potato. Mashed လုပ်တယ်ဆိုတာကဒီနေရာမှာ mash mash လုပ်တယ်ဆိုတာဒီ to crush food into a soft mush ဒီအစားတောက်ကို crush မှာခြေတာပေါ့နော်အာလူဒေါင်းလို့ပြောမလားအဲအာလူဒေါင်းလို့ပြောတာပုံမှန်ကောင်းပါတယ်နော်ဒီအာလူဒေါင်းတွေကိုတဲ့ often eaten with mash လုပ်တယ်ဆိုတာကိုလို့ကြည့်ရင်ရှင်းနိုင်မယ် chop လုပ်တယ် dice လုပ်တယ် slice လုပ်တယ် knit လုပ်တယ် roll out great whip ဒါတော့ mash ပေါ့နော်ခြေတာခြေထားတဲ့အာလူးလို့ပြောမှာပေါ့အာလူးတောင်းလို့ဆိုပါစို့အဲ့တော့ခြေထားတဲ့အာလူးတွေကိုတဲ့ဗာနဲ့စားကြတယ်လေ yes ဟင်းကြီးအနစ်နဲ့ပေါ့ gravy ဆိုတကူပဲကြံမတော့တယ် toto like chocolate ice cream so much toto ဟာ chocolate ice cream အရင်ကြိုက်တယ်တဲ့ that ဒါကြောင့်မို့တဲ့ he can't blah 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 it whenever he sees it သူအဲ့ဒါကို ဘယ်အချိန်မဲမြင်မြင်သူမစားရဲမနေနိုင်ဘူးနော် so the answer is visit ဖြစ်ပါတယ်ဒါဆိုရင်စင်ပြေတော့ပါပြီဟုတ်ကဲ့စင်ပြေမဲ့ထင်ပါတယ်စစ်ကြည့်ကြရအောင်ပါ Okay, give a full sentence answer to each question below. အောက်မှာပေးထားတဲ့အောက်မှာပေးထားတဲ့ဒီ question တိတိကိုတဲ့ပြည့်ပြည့်စုံစုံဖြေပေးပါတဲ့ Okay, number 1. Which sentence tells you that ဘယ်စာကြောင်းကဘယ်ဝတ်ကြပါမင်းကိုပြောတယ်လေတဲ့ Mohenga is essential. Mohenga ဟာမပါမဖြစ်ပါလို့အရေးကြီးဆုံးပါလို့ In almost every ceremony in Myanmar မြန်မာပြည်မှာဆိုရင်တဲ့ဒီအခမ်းအနားတိုင်းအခမ်းအနားတိုင်းမှာမပါမဖြစ်ဖြစ်တယ် Mohenga ဟာမပါမဖြစ်ဖြစ်တယ်လို့ဘယ်စာကြောင်းကမင်းကိုပြောတယ်လေတဲ့သူကကြည့်ကြရအောင်တစ်ချက်လောက်အဲ့တော့ ဒီနေ့မှာရေးထားတာက a most arms giving ceremonies mohinga is almost always a must simply because it is preference of both host and guest ဆာကြောင့်ကိုကြည့်ရအောင်ကျွန်တော်တို့ကသိနိုင်နေပေါ့ဒါကြောင့်မို့မိုဟင်္ဂါသည်အမြဲတမ်းမပါမဖြစ်ပါရမယ်အဟင်းလျာဖြစ်ပါတယ်တဲ့မှုန့်ဖြစ်ပါတယ်တဲ့ဆိုဒီစင်တန်ကပြောတာပေါ့နော်အဲ့တော့အဖြေက the sentence in most arms giving ceremony blah 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 ရေးလိုက်ပါတယ် အဲ့ပြီးတော့မှနော်မေးခွန်းလေးကိုပြန်ခေါ်လိုက်ပါတယ် tell us that mohinga is essential in almost every ceremony in myanmar ဒီနေ့မှာကျွန်တော်အိုင်လေးကျန်သွားပါတယ်သိခံပေးပါခင်ဗျာ number 2 what ingredients are used to make tamane tamane လို့ဖို့ဆိုရင်နဲ့ tamane ကိုပြု tamane ပြုလို့ဖို့ဆိုရင်ဘာပါဝင်ပစ္စည်းတွေကိုအသုံးပြုတယ်လေတဲ့ okay tamane ပြုလို့ဖို့ဆိုရင်ပါဝင်တဲ့ပစ္စည်းတွေက glutinous rice, roasted sesame seeds, roasted peanuts, coconut slices and a generous amount of cookie oil, cookie oil ဒါတွေလို့တာပေါ့နော်အဲ့တော့အဖြေက glutinous rice, roasted sesame seeds, roasted peanuts, coconut slices and cookie oil or used to make tamale လို့ဖြေလိုက်ပါတယ်အဲ့တော့ဒီမှာ generous amount of cookie oil ဆိုရင်လည်းရပါတယ် number 3 what do we need in order to get perfect tamale ပြည့်ပြည့်စုံတဲ့ tamale ရဖို့ဆိုရင် What do we need? Barilu barilu ဘာတွေလိုအပ်တယ်လဲတဲ့ဘာတွေလိုအပ်တယ်လဲပြည်ပြည်စုံနဲ့ထမင်းနဲ့ရဖို့ဆိုရင် perfect ထမင်းနဲ့ requires both a well balanced proportion of the ingredients and cooperative strength of the team members လိုအပ်တာပါအဲ့တော့အဖြေက <inaudible> we need a well balanced proportion of the ingredients and cooperative strength of the team members in order to get profit မနေလို့ဖြစ်လိုက်ပါတယ် okay စံပြမှာပါစစ်ကြည့်ကြအောင်ပါ why is မုံလင်မယား given the name ဘာကြောင့်မို့မုံလင်မယားကိုအဲ့ဒီနာမည်ကြီးပေးထားတာလဲတဲ့တွားကြည့်ကြအောင်မုံလင်မယားကိုဘာလို့အဲ့ဒီနာမည်ပေးထားလဲဆိုရင်မုံလင်မယားက it is made from rice butter ဘလို့ပုံစံလေးကြောင့်မို့လဲ in the form of two small hemispheres each facing the other forming a lovely couple အဲ့လိုလေးကြောင့်မို့ဘာလို့မုံလင်မယား ဒီ lovey couple chicken နဲ့ chicken စုံမဲ့တော့ဒီဇုံလွဲလင်မယားပုံစံလေးပုံဖော်ပြီးတော့မှတခွန်းတို့မျက်နှာချင်းနိုင်ထားရဲဆိုတော့ no interdicate thoughts မဖော်မရတော့မတွေးနဲ့ပေါ့နော်အဲ့တော့အဖြေကမုံလမီယား is given the name because it is made of two small hemispheres each facing the other forming a loving couple လို့ဖြစ်လိုက်ပါတယ်မဖော်မရမတွေးပါနဲ့ခင်ဗျာ5 what do we usually eat ဘူတီကျော် with ဘူတီကျော်ကိုတဲ့ကျွန်တော်တို့ဟာများတော့အဖြစ်ဘာတွေနဲ့တွဲဘာနဲ့တွဲဖက်မှစားကြတယ်လေတဲ့ဘူတီကျော်ကိုကျွန်တော်တို့တွဲဖက်မှစားလိုက်စားကြတာကတော့နော် it is a traditional Myanmar to eat ဘူတီကျော် together with lettuce and a saw made from tamarind puff in which crushed chilies and garlic are mixed ဒါတော့အရှိကြီးထားတာပေါ့နော်အဲဒီဒီတိုင်းအရှိကြီးဖြစ်မယ်ဆိုရင်လည်းရပါတယ်ကျွန်တော်ကတော့တခြားဆရာလေးလိုပဲအတူလေးပဲဖြစ်လိုက်ပါတယ် we usually eat butijo with lettuce and tamarind sauce အဲ့တော့ဒါကတော့ lettuce နဲ့ tamarind sauce နဲ့စားကြတယ်ပေါ့နော်အဲ့တော့အဖြေကိုကျွန်တော်တို့ကအရှိအတိုင်းကြီး together with lettuce and a sauce made from tamarind puff and with crushed chilies and garlic on mixed လို့ဖြင်းလဲပုံမပြီးဆုံးပါတယ်ခင်ဗျာဟုတ်ကဲ့နံပါတ်7 some makes snacks to celebrate နော်အထက်မှာပွဲတစ်ခုခုကျင်းပဖို့လိုတဲ့တချို့ကတဲ့ဒီမှုပွဲဒေသတွေကိုလောက်ကြတယ်တဲ့ Kevin isn't part of Myanmar tradition of snacking to celebrate ထိမှတ်တစ်ခုကိုကျင်းပဖို့အတွက်မြမရိုးရာဒီမုံလို့ပွဲတစ်ခုကြောင့်အင်စံပယ်ပေးပါတဲ့အင်စံပယ်တစ်ခုပေးပါတဲ့ဟုတ်ကဲ့ကျွန်တော်ရဲ့ sample answer လေးကိုကြည့်ကြည့်ပါ An example of Myanmar traditional snacking is mung lung yi bo to celebrate the water festival. ဒီတကြံပွဲကိုကျင်းပဖို့အတွက်ကျွန်တော်တို့ဟာမုံလုံးရေပေါ်ကိုမြန်မာရိုးရာအနေနဲ့လုပ်ကြပါတယ်လို့ဖြစ်လိုက်ပါတယ်။ The best answer မဟုတ်ပေမဲ့လည်းအဆင်ပြေပါပါစိတ်ကြည်ကြရအောင်ပါ။ What is the common ingredient of Myanmar snack mission in the passage? စာပေထဲမှာဖော်ပြခဲ့တော့တဲ့ဒီ the common ingredient of Myanmar snack မြန်မာမုန်ပဲဒေစာတွေရဲ့ဒီ common ingredient အသုံးများသောပါဝင်ပစ္စည်းကဘာလဲတဲ့အဲ့တော့ဒီစာပေထဲမှာကြည့်ကြတာဆိုရင်ဘယ်မုန်မဆိုဘာလဲလောက်တာများလဲဆိုတော့ yes ဘယ်မုန်မဆိုကျွန်တော်တို့လောက်တာဒီ rice ပါပဲတိကျပြောရမယ်ဆိုရင် rice or glutinous rice ပေါ့နော်သို့တော့ glutinous rice လဲ rice ပဲမို့လို့ rice လို့ပဲပြလိုက်ပါတယ်8 do you like steam glutinous rice give reasons for your answers glutinous ကောက်ညင်းဆန်ကိုမင်းကြိုက်သလားတဲ့နော် give reasons for your answer မင်းအဖြေအတွက်စောင့်တဲ့ကြလေးတွေပြပြပါအောင်တဲ့ဘာကြောင့်ကြိုက်တာလဲဘာကြောင့်မကြိုက်ဘူးလဲပေါ့ Okay, ကျွန်တော်တော့ကြိုက်တာပေါ့ yes i do because it's tasty taste it incredible သူ့ရဲ့ဒီစိတ်ကက်ကက်အရာလာလေးက incredible အရန်ကိုအံ့ဩပဲပါပဲကျွန်တော်တို့ကတော့ the smell is unique အနံ့လေးကလည်းနော်တမူထူးခြားတယ်လေဒါကြောင့်မို့ကျွန်တော်ကတော့ steam glutinous rice ကိုကြိုက်တာပါ9 among the ingredients used to make mohinga mohinga ကိုပြည့်လို့တဲ့နေရာမှာအသုံးပြုသော among the ingredients ပါဝင်ပစ္စည်းတွေအများကြီးနှစ်ကားတဲ့ what do you think is the most important ဘာကအရေးကြီးဆုံးလို့မင်းထင်တယ်လဲတဲ့ ဟုတ်ကဲ့စဉ်းစားကြည့်အောင်တီမွင်ကားကိုလုတ်တဲ့အခါမှာအရေးပါပါဝင်ပစ္စည်းတွေတော့အများကြီးပေါ့နော်အာဒီပဲမုံတွေပဲမုံတွေဒီဆံမုံတွေအများကြီးနဲ့ကအဓိကအရေးကြီးဆုံးကတော့ကျွန်တော်ထင်တာတော့အဓိကအရေးကြီးဆုံးက fish sauce ပါပဲငံပြာကြီးလို့ထင်တယ် among the ingredients used in making mohinga i think the quality fish sauce is the most important ဤတွေ့ကောင်းတော့ เนาะยังคงเนาะดิงางๆเปียยีก็อีจีซุงโลขึ้นมาเด This is my answers my simple answers 10 out of the Myanmar snake mentioned in the passage ဒီစာပိုက်ထဲမှာဖော်ပြခဲ့တဲ့မြန်မာမှုပွဲတေစာတွေအပြင်းနဲ့ which do you like most ဘယ်ဟာကိုမြင့်ကျိုက်ဆုံးလဲတဲ့ why ဘာကြောင့်မို့လဲတဲ့စာပိုက်ထဲမှာဖော်ပြခဲ့တဲ့ glutinous sorry စာပိုက်ထဲမှာဖော်ပြခဲ့တဲ့ဒီ snacks တွေကတော့အများတော်အပြည့်အများကြီးကျွန်တော်တို့သိတာကုန်သွားပြီเนาะသူတို့ညာလဲအဲ့ဒါတွေအပြင်းနဲ့နောက်ထပ်ဘာကြိုက်သေးတယ်လဲတဲ့ Okay. My civil insights. Auto memo connect mission the passage online ကောင်းရင်တို့အားလုံးသိကြပါမှာကောင်းရင်တို့ online ကောင်းရင်တို့ most ကျွန်တော်ကတော့ကောင်းရင်တို့ကိုကျေဆုံးမယ် because I can feel both the taste of ကောင်းရင် in banana at the same time. တခါတည်းအဲငါပြောသည့်ရဲ့အရာသာလေးရောကောင်းရင်ရဲ့အရာသာလေးရောကကျွန်တော်တစ်ချိန်တည်းခံစားနိုင်လို့ကျွန်တော်ရဲ့အကြိုက်ဆုံးကတော့ကောင်းရင်တို့ပါပဲ. Okay. ဒါတော့ကျွန်တော်ရဲ့ my simple answers တွေပါအလုံးစင်ပြေမယ်ထင်ပါတယ်အကောင်းဆုံးမှုပြေမယ်စင်ပြေကြပါစေစစ်ကြည့်ကြရအောင် 7b vocabulary adjective forming surfaces adjective ကိုပုံဖော်ပြီးတော့ adjective တွေဖြစ်ပေါ်စေသော surfaces နောက်ဆက်များပေါ့နော် prefix surface ဒီနေရာမှာတော့ surface ပေါ့နော် many adjectives နောက်တစ်လောက်ဆိုတော့ adjective တွေကို can be found နော် ပြုလုပ်နိုင်တယ်တဲ့ by adding ပေါင်းထည့်ခြင်းအပြင် characteristic adding on surfaces characteristic adding ဆိုတော့ surfaces နောက်ဆက်ပုတ်တွေဘယ်လိုပဲပြောရအောင်နောက်ဆက်ပုတ်တွေပေါင်းထည့်ခြင်းအပြင်လုပ်နိုင်တယ်တဲ့ပုံဖော်နိုင်တယ်တဲ့ဖြစ်ပေါ်နိုင်တယ်တဲ့ by ပေါင်းထည့်မှာလဲ to the root words မူရင်းစကားလုံးတွေကိုပေါ့အဲ့ဒီ root words တွေက which are either verbs or noun verb တွေလည်းဖြစ်နိုင်တယ် noun တွေလည်းဖြစ်နိုင်တယ်အဲ့ဒီ noun တွေ verb တွေ root words တွေကိုတဲ့ surface တွေထည့်ခြင်းအပြင် adjective တွေ adjective တွေကိုရအောင်လုပ်နိုင်တယ်တဲ့ study the following table အမပေးထားတဲ့ဒီ table ကိုလေ့လာပါတဲ့ then add adjectives in the space given ပေးထားတဲ့ဒီ space တွေထဲမှာကိုလတ်တွေထဲမှာတဲ့ adjective တွေကိုဖြည့်ပေးပါတဲ့ဟုတ်ကဲ့လေ့လာကြည့်ကြရအောင်ဒီမှာ surface လို့ပေးထားတယ်ဒီ column မှာဒီ column မှာ rule တွေပေးထားတယ်ဒီ column မှာတော့ကျွန်တော်တို့ထည့်ရမယ် adjective တွေပေါ့နော် okay ပထမဆုံး surface က al ထည့်ရမှာပေါ့ tradition noun ဖြစ်ပါတယ် rubric ကရိုးရာသူ့ကိုကျွန်တော်တို့ AL ထည့်လိုက်တော့ traditional ရိုးရာနဲ့ဆိုင်တော့အဲ့တော့ nutrition အာဟာရသူ့ကို AL ထည့်လိုက်တော့ nutrition နဲ့အာဟာရနဲ့ဆိုင်တော့ဆိုတဲ့ဒီပဲပေါ့ nation နိုင်ငံဖြစ်တယ်အဲ့တော့ AL ထည့်လိုက်မယ်ဆိုရင်လည်းလိုလည်းကူပါပဲ national နိုင်ငံနဲ့ဆိုင်တော့ပါပဲ season ဆိုတာကတော့ဒါယာဒီပေါ့နော်အာသူ့ AL ဆိုတဲ့ surface ထည့်လိုက်မယ်ဆိုရင် seasonal ယာဒီ alike ဆိုတဲ့ဒီပဲပေါ့ နောက် surface တစ်ခုက ive ထဲမှာဖြစ်တယ် compete compete ဆိုတာက verb ဖြစ်တယ်ရှင်ပြိုင်ပြီးရှင်ပြိုင်ဒီကို ive ဆိုတဲ့ surface ထည့်လိုက်တော့ competitive ဖြစ်သွားတယ် competitive ဆိုတော့ရှင်ပြိုင်လူစိတ်ရှိတော့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အပြိုင်ဆိုင်ပြင်းထန်တော့ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုက effect ဒါတည်ရောက်မှုပေါ့နော်သူ့ကိုကျွန်တော်တို့က ive ဆိုတဲ့ surface ထည့်လိုက်တယ်ဆိုရင် effective နော်တည်ရောက်မှုရှိတော့ဆိုတဲ့အဓိပ္ပာယ်ပေါ့နောက်တစ်ခုက verb reflect reflect ကို iv ထည့်လိုက်တော့ reflective ဖြစ်ပါတယ် reflect ကတော့အလင်းပြန်သည် reflective အလင်းပြန်တော့ဒီနေရာမှာစဉ်းစားသည်ဆိုတဲ့အဓိပ္ပာယ်လည်းပြောလို့ရတယ်ဒါတော့စဉ်းစားချင်းချင်းတတ်တော့ဆိုတဲ့အဓိပ္ပာယ်လည်းပြောလို့ရတာပေါ့နော်နောက်တစ်ခုက attract ဆွဲဆောင်သည် attractive ဆိုတော့ဆွဲဆောင်မှုရှိသောဆိုတဲ့အဓိပ္ပာယ်ပါโอเคဒါကတော့ AL surface နဲ့ IV surface ကိုထည့်လိုက်တဲ့ ruler တွေကိုဒီ surface နှစ်ခုထည့်လိုက်ခြင်းအပြင်ရလာတဲ့ adjective တွေထည့်လိုက်ကြတာပါစစ်ကြည့်ကြအောင်ပါ နောက်တစ်ခု surface က OUS နဲ့ FUL ဖြစ်ပါတယ်။ Very ဆိုတာကွဲပြားခြားနားသည့်သူ့ကို OUS ထည့်လိုက်တော့ various အမျိုးမျိုးသော nutrition ဆိုအာဟာရ nutritious ဆိုတော့အာဟာရဖြစ်သောဆိုတဲ့အဓိပ္ပာယ်ပါ။ Fame ဆိုတာကအောင်မြင်မှုကြော်ကြားမှုလို့ဒီပေးရတယ်။ Famous ဆိုတော့အောင်မြင်ကြော်ကြားသောဆိုတဲ့အဓိပ္ပာယ်ပေါ့။ Avenger စွန့်စားသည်စွန့်စားမှုဆိုတဲ့အဓိပ္ပာယ်။ Adventurous ဆိုရင်စွန့်စားလိုစိတ်ရှိသောနော်စွန့်စားကျင်သောဆိုတဲ့အဓိပ္ပာယ်ပါ။ နောက်တစ်ခုက FUL ထည့်ရတဲ့ surface တွေပါ success အောင်မြင်မှုအောင်မြင်မှုကို FUL ထည့်လိုက်တော့ successful အောင်မြင်မှုရရှိတော့ဆိုတဲ့ဒီပဲပေါ့ power စွမ်းအားနော်အာနာ powerful ဆိုတော့အာနာရှိတော့စွမ်းအားရှိတော့ဆိုတဲ့ဒီပဲပါ color color ကို ful ထည့်လိုက်တော့ colorful အယောင်စုံတော့ဆိုတဲ့လေးပဲပါ forget မိလျော်ဒီဆိုတဲ့ verb ကို ful ထည့်လိုက်တော့ forgetful မိလျော်တတ်တော့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဟုတ်ကဲ့ စဉ်းပြမဲ့ထင်ပါတယ်စိတ်ကြည်ကြရအောင်နောက်တစ်ခုက IBLE နဲ့ ABLE ထဲတဲ့ service တွေပေါ့နော် access access ဆိုတာကတော့အဝင်ရောက်နိုင်သည်အသုံးပြုနိုင်သည်ကြည့်နိုင်သည်ဆိုတဲ့အဓိပ္ပာယ်ပါသူ့ကို IBLE ထပ်လိုက်တော့ accessible ဝင်ရောက်နိုင်တော့အသုံးပြုနိုင်တော့သုံးပြုခွင့်ရှိတော့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် horror ဆိုတာကတော့ကြောက်မြစ်ကြောက်စရာပေါ့ကြောက်စရာလန့်စရာပေါ့ horrible ဆိုတော့ horrible ဆိုတော့ဒါ ထောက်စရာကောင်းသောလန့်စရာကောင်းသောရွံ့စရာကောင်းသောဆွဲတွေပဲလည်းရှိပါတယ်။ digest ဆိုတော့အစာခြေသည် digestible ဆိုတော့အစာခြေနိုင်သောဆိုတဲ့အဓိပ္ပာယ်ပါ။ response ဆိုတာကတော့အဖြေလို့ပြောလို့ရတယ်၊တုံ့ပြန်မှုလို့လည်းပြောလို့ရတယ်။ responsible ဆိုတော့ဒါကတာဝန်သိသောတာဝန်ယူလို့စိတ်ရှိသောဆိုတဲ့အဓိပ္ပာယ်ပါ။နောက် able နော် avail avail ဆိုတာကတော့ဒီအသုံးပြုသည်ဆိုတဲ့အဓိပ္ပာယ်အသုံးဝင်သောအသုံးဝင်သည်ဆိုတဲ့အဓိပ္ပာယ်ရတယ်။ ျွန်တော် now ဒီ access လုပ်တဲ့အခါမှာကျွန်တော်အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုပြပါမယ်ခင်ဗျာနောက်တစ်ခုက available ဆိုတော့ရရှိနိုင်သောဆိုတဲ့အဓိပ္ပာယ်ပါ enjoy ဆိုတာကပျော်ရွှင်သည်နှစ်သက်သည်နော်ခံစားသည်ဆိုတဲ့အဓိပ္ပာယ် enjoyable ဆိုတာအော် sorry ပါကျွန်တော်ဒီနေရာမှာ ave ကိုတမယူထားပါရယ် ave ဆိုတာ old fashion ပေါ့နော် to be helpful or useful to somebody အဲတဲ့ဘယ်လိုပြောမလဲအကူအညီရသောအသုံးဝင်သောဆိုတဲ့အဓိပ္ပာယ်ပါ ave ဆို ave ဆိုတာကနော် သူကဟို old fashion ဆိုတော့ခုခေတ်မှာတော့ကျွန်တော်တို့အသုံးပြုကြတော့ဘူးပေါ့နော်သူက avail ဆိုတာဒီအအကူညီရသည်အသုံးဝင်သည်အအကူညီဖြစ်စေသည်အသုံးပြုသည်ဆိုတဲ့အဓိပ္ပာယ်ပါတယ်နော်ဟုတ်ကဲ့စစ်ကြည့်ကြအောင်နောက်တစ်ခု comfort comfort ဆိုတာကတတောင်တက်တာရှိမှုပေါ့အဲသူ avian လေးပေါင်းလိုက်တော့ comfortable တတောင်တက်တာရှိတော့ reason reason ဆိုတာကအကြောင်းပြချက် verb လို့ဆိုရင် စဉ်းစားသည်ကြုံကျူးချင်းချင်းစဉ်းစားသည်လိုတွေ့ပေရတယ်။ reasonable ဆိုတာကတော့တင့်လျော်သောကြုံကျူးချင်းချင်းစဉ်းစားတတ်သောဆိုတဲ့တွေ့ပေရပါတယ်။ဟုတ်ကဲ့ပါ။နောက်ဆိုရင်စစ်ကြည့်ကြအောင်။ fill each blank with the correct adjective of the underlying word မြင်သာထားသောဒီမှန်ကန်သော adjective တွေနဲ့တဲ့ဒီမြင်သာထားသောစကားလုံးတွေကိုတဲ့ဒီမှန်ကန်တော့ adjective တွေနဲ့ကွက်လက်တွေထဲမှာဖြစ်ပါတဲ့ဒီမြင်သာထားတဲ့ဒီ noun တွေကိုကျွန်တော်တို့ adjective ပုံစံလေးပြောင်းပြီးတော့မှကွက်လက်ထဲမှာဖြစ်ရမှာပေါ့နော် the artist gained his fame only when he died ဒီအနုပညာရှင်ဟာတဲ့ဒီပကြီးဆရာပေါ့နော် gain ဆိုတာရရှိတယ်ကိုပြောတာ his fame only when he died သူတည်သွားတဲ့ခါမှာဒါသူ့ကြော်ကြားမှုရရှိလာတာသူကြော်ကြားလာတာတဲ့ he became blah 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 for his latest work သူရဲ့နောက်ဆုံးလေ့ရာကြောင့်မို့သူဟာဘာဖြစ်လာလဲဆိုတော့ fame ကို adjective ပြောင်းပေးရမယ်ဆိုတော့ဟုတ်ကဲ့ပါ famous ပါပဲ2 there is a tradition in our family ဒါကျွန်တော်တို့ရဲ့ ိသားစုမှာတဲ့ထုံးစံတစ်ခုရှိတယ်တဲ့ that we have a party on new year's day ဘာလဲဆိုတော့ဒီနှစ်တကူးနေ့မှာဆိုရင်ကျွန်တော်တို့ဒီပါတီပွဲကျင်းပကြတာကကျွန်တော်တို့မိသားစုရဲ့ထုံးစံပဲတဲ့ it is ဒါတော့ tradition ကို adjective ပြောင်းပေးရမယ်ဆိုတော့ traditional ပေါ့ may steam glutinous rice on the day အဲ့ဒီနေ့မှာတဲ့ကောင်းကျင်းပောင်းလောက်တာကဒါရွေးရထုံးစံပဲတဲ့ဟုတ်ကဲ့ the menu of this restaurant varies once the season ရာဒီအလိုက် ဒီ restroom မှာရတဲ့ restroom မှာရတဲ့မီနူးတွေကတဲ့ကိုပြချင်တာတဲ့ဒါတော့ဘာထင်မလဲ varies ကိုအကြည့်တပြောင်းတော့ various dishes are available in different seasons for there is no much nutrition in potato chips အလူချောင်းကြောင်မှာဆိုရင်တဲ့အာဟာရအများကြီးမပါဘူးတဲ့ nuts and fruits are more yes nutrition ကိုအကြည့်တပြောင်းမယ်ဆိုတော့ nutritious ဖြစ်ပါတယ် 5. All students have access to the school library. ကျောင်းသားတွေအားလုံးမှာတဲ့ဒီကျောင်းစာကြည့်တဲ့ကိုဝင်ရောက်ခွင့်ရှိတယ် access ဆိုတာ a way of entering or reaching a place မဟုတ်ဒီနေရာမှာ opportunity or right to use something or to see somebody or something တစ်ခုခုကိုကြည့်ဖို့တစ်ခုခုကိုအသုံးပြုဖို့တဲ့အခွင့်အလမ်းရှိတော့เนาะအသုံးပြုခွင့်ရှိတော့ဆိုတဲ့ပဲပါအဲ့တော့ all student have access to the school library ဆိုတော့ကျောင်းသားအားလုံးဟာဒီကျောင်းစာကြည့်တဲ့ကိုအသုံးပြုခွင့်ရှိတယ်တဲ့ the information they need is သူတို့လိုအပ်တော့ ဒီသတင်းချက်လက်များတွေ is ဘာပဲဖြစ်မလဲ access ကိုအခြေလက်ပြောင်းတော့ accessible ပါအဲသူတို့လိုအပ်တော့အခြေလက်များကိုတဲ့အသုံးပြုနိုင်တယ်တဲ့သူတို့ဒီလိုတော့ချက်လက်များကို accessible to them ဆိုတော့သူတို့အတွက်အသုံးဝင်တယ်အဲအသုံးပြုနိုင်တယ်ဆိုတဲ့ဒီပဲပေါ့နော် okay accessible ဆိုတာက it can be reach enter use seen အဲ့တော့ရောက်ရှိနိုင်တော့ဝင်ရောက်နိုင်တော့အတူပြုနိုင်တော့ဆိုတဲ့အတိပဲပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင်စဉ်းစားမိထင်ပါတယ်စစ်ကြည့်ကြအောင် we enjoy the trip to began began ကျွန်တော်တို့ပကံကိုသွားတဲ့ခီးယူကျွန်တော်ပကံခီးယူကိုတဲ့အရန်ကိုအဲကြိုက်တယ်တဲ့ it was really ဘာဖြစ်လို့လဲ enjoy ဆိုတော့ enjoyable ရန်ကိုနေတဲ့စရာအကောင်းလို့ပေါ့နော် a very blah 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 storm hit the coastal region last night မင်းညာကကရန်ဒေတာတွေကိုတဲ့ ကိုလက်ဖြစ်တော်မူတန်းကတက်ခိုက်သွားတယ်တဲ့ ships were helpless against its power ဒီတမိုးတွေဟာတဲ့ helpless ဆိုတော့ကုညီမဲ့နေကြတယ်ဗော against its power သူ့ရဲ့ဒီမုန်တိုင်းရဲ့ဒီမုန်တိုင်းတိုက်အားကိုနော်ဆန့်ကျင်ဖို့အတွက်ကုညီမဲ့နေကြတယ်တဲ့ so power ရဲ့ adjective က powerful storm she always attracts people whenever she goes သူဟာတဲ့အဲသူသွားတဲ့အချိန်တိုင်းလူတွေကိုဆက်ဆောင်နေတဲ့ she is really an attractive lady ဆိုဆိုမှုရှိတော့ကောင်းပါကောင်းပါလေးပါတဲ့ကောင်းပါတော့ဖြစ်တော့ပြီ sorry ပါ her new diet program has what wonders for her ဒီနေ့မှာ work wonders ဆိုတာလေးကဒီ work wonders ဆိုတာလေ to achieve very good results ကိုပြောတာဒီအရန်ကောင်းမွန်သောရက်လက်များရရှိသည်ဆိုတဲ့ပဲပေါ့နော်အဲ့တော့သူ့ရဲ့သူ့ရဲ့ diet program diet program အစ်စ်ကတဲ့အဲဒီကောင်းမွန်သောရက်လက်တွေ ရရှိတယ်လို့ပြောရင်တော့ it is ဘာဖြစ်လို့လဲဒါဒီ wonderful ပေါ့နော်အအောင်ပွဲပဲအရင်ကောင်းတယ်လို့ပြောချင်တာပါ very good ပါ i'm glad to notice your improvement in english မဝန်တာရဲတဲ့ဒီမိရဲ့အင်္ဂလိပ်စာတိုးတက်မှုတွေကိုငါသတိထားမိတဲ့အတွက်ငါအရင်ဝန်တာရဲတဲ့ because ဘာကြောင့်လဲဆိုတော့ your improvement မိရဲ့တိုးတက်လာမှုက is quite ဘာဖြစ်လို့လဲ yes noticeable တိတာတင်ချလို့ပါ noticeable ဆိုတာ easy to see or notice clear or definite ပါနော် အဲမင်းရဲ့ဒီတူတလာမှုတွေကအတော်လေးကိုတိတာထင်ရှားတယ်တဲ့မြင်တာထင်တာရှိတယ်လို့ပြောချင်တာပါဟုတ်ကဲ့အဆင်ပြေမယ်ထင်ပါတယ်ကျွန်တော်အဆင်မပြေသည်များကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးလို့ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်ဘိုင်ဘိုင်